ကျွန်တော် page ထဲမှာဆို million ချီတဲ့ဟာဆိုမရှိဘူးဘာလို့ဆိုစီချင်းလေးကစပြီးပထမလို့ပြောလို့ရတယ်။ဝါဟာမင်းနာမဒေးဗစ်ဘိုရှိလာအဲချစ်ချင်းမြတ်တာပေါ်ပြရဖြစ်တဲ့အတွက်ဒီဇုံတွဲလေးတွေမှာဆိုရင်တော့တို့ဒီချင်းလေးနဲ့ TikTok မှာဆော့ပေးကြရတယ်။သူတယောက်တယောက် mention လုပ်ကြရတယ်။ဆိုတော့အဲ့ဒီနားလေးကိုရောက်တိုင်း Google တိုင်းလဲဟိုជីနူးသလိုခန်းစားရတယ်ဆိုလေ။တကယ်တော့အတွဲမှုဖြစ်ရမှာ။ဒါပေမဲ့တငယ်ချင်းမှုဖြစ်အတွဲမှုရောက်မလား။ ကျေးဇူးများတင်ပါတယ်တကယ်ဆိုမထင်းဘောနော်လူမင်းနေဒီသချင်းလေးကအမှန်တမ်းပြောရရင်တော့နေမိနေတဲဖြစ်တာနေမိရဖိတ်ချမှုနဲ့အတူပေါ့ဆိုတော့မိနိုင်ကမိနိုင်ပဲသူ့ခေါ်နေမိကြဖြစ်နေ sorry နေမိ sorry ပါကိုမိနိုင်ဆိုတော့သူနဲ့ကကြတော့အဲဒီသူ့ရဲ့ဟိုဒီဒီချင်းလေးကြားရင်မထွက်ခင်ကတည်းကအာစီစဉ်ဖြစ်နေရပေါ့တချင်းကအဲသူအရင်စပြောတာ ပြောငင်းငန်းကိုချင်းလေးသူ့မှာရှိတယ်ပေါ့နော်ဆိုတော့ကိုလည်းဝန်သားအားရပေါ့အဲ့ကလေးကကျွန်တော်ကြအလုံးလုံးအရင်နည်းနည်းကြာလက်တယ်လေဆိုတော့လေငင်းချမ်းကိုရေးပေးတာလည်းပေါ့နော်ကောင်းထားတာဆိုတော့ကျေးဇူးများတင်ပါဘာလို့ဆိုတော့ကျွန်တော်မှာကျတော့ဆွေးချင်းလေးများတယ်ချစ်တာနည်းနည်းရှားတယ်ဆိုတော့ဒါချစ်ချပါပါအချစ်ချင်းလေးကိုအားလုံးကလည်းဟိုချစ်ခင်နဲ့စိတ်ကလေးနဲ့ဝန်သားအားရအပေးကြတယ်ဆိုတော့ကျေးဇူးများတင်ပါတယ်လို့ပြောချင်ပါခင်ဗျ page ထဲမှာဆို million ချီတဲ့ဟာဆိုမရှိဘူးဘောနော်ဆိုစီချင်းလေးကစပြီပထမလို့ပြောလို့ရတယ်ဆိုတော့ Jesus မြိုင်တင်ပါတယ်ဆိုတော့အမ်ဒါပေမဲ့အရှိချင်းနေနေလို့လည်း Jesus မြိုင်တင်ပါတယ်အဲ့တွေ့လဲပေါ့ဒါပေမဲ့ဒီချင်းလေးကကြတော့နောက်ထပ်ဒီ live version ပုံစံမျိုးလေးပေါ့ဒီ infinity bar နဲ့လုတ်လုတ်ထက်ဒီတချင်းလေးနောက်တစ်ခါပြန်ဆိုးတဲ့ဟာဆိုလဲအပေးမှုအများကြီးတွေ့ရတယ် အချစ်ချင်းမေတ္တာပို့ပြရဖြစ်တဲ့အတွက်ဒီဇုံတွဲလေးတွေမှာဆိုရင်တော့တို့ဒီစင်းလေးနဲ့ TikTok မှာဆော့ပေးကြရဲသူတယောက်တယောက် mention လုပ်ကြရဲဟောဆိုသူကတယောက်တယောက်တွေ့ပြီးတော့ဆုံတွေ့ပြီးတော့ပျော်ရွှင်နေရတဲ့ဟာလေးကိုရေးထားဆိုအဲ့ဒီနားလေးကိုရောက်တိုင်းကိုကိုယ်တိုင်လည်းဟိုជីနူးသလိုခံစားရတယ်ဆိုလीဆိုတော့အားလုံးလည်းအဲ့လိုမျိုးလေးခံစားချက်လေးဖြစ်မယ်လို့ထင်ပါတယ်အားကြောင့်အအဲ့ဒီစင်းလေးမဆိုခင်ဆိုအများနဲ့ပြောရအတွဲတွေပါတယ်เนาะအတွဲတွေပါဆိုရင်ဖတ်ထားလိုက်တော့เนาะအဘညာဘောအဲ့လိုမျိုးလေးတောင်ပြောဖြစ်တယ်ခုနောက်ပိုင်းဟုတ် ်အဟုတ်ဟုတ်ဟုတ်အဲ့တေးကိုဆောင်တာအဲ့တေးကိုဆောင်တာဒါပေမဲ့ဟိုကိုကမကျွမ်းကျင်မှာတော့အဲ့တည်းလေဒါပေမဲ့ဟိုစူးစမ်းပြီးတော့ပေါ့နော်ဆိုတော့ပထမတော့စဉ်းစားသေးတယ် story တွေအများကြီးပေါ့ဒါပေမဲ့နောက်ဆုံး final decision ချဖြစ်တာကတော့အဲနေမိနေနှစ်ယောက်ထဲအသေးကိုဆောင်ကြရင်လည်းတကယ်တော့အတွဲမှုဖြစ်ရမှာဒါပေမဲ့တငယ်ချင်းမှုဖြစ်အတွဲမှုရောက်မလားအဲ့လက်ကင်တဲ့အခန်းတွေပဲဆိုရင် အဲပုံမှန်ဆိုသူနုနုရပေးရမှာလေဒီလိုမျိုးတွေပါဖြစ်နေတာအဲလိုမျိုးဆိုအဲမဲ့အလုံးကချစ်တဲ့မျက်လုံးလေးနဲ့စိတ်နဲ့ကြည့်ပြီးတော့အဲအိနေကဆိုမိတ်ကပ်လည်းကြိုက်တယ်လင်းလည်းလုပ်ပေးထားဆိုလေသူနေမိလည်းစပင်လည်းရမ်းမိုက်နေမှာလားဘာလို့လဲဆိုအမားကဒီရိုက်လို့ရှိရင်ကျတော့ဒီ slow mo ကို ဒီဒုတိယ verse ဆိုရင်မင်းကိုကိုချစ်တယ်ဘာညာပိုက်ဆိုရင်ကွာအမကအမြန်အမြန်အတွက်နဲ့ရိုက်ရလေဥမာမင်းကိုကိုချစ်တယ်မင်းကိုကိုချစ်ပြီဆိုတော့ तू က 2x နဲ့အဲ့လိုမြောက်ထားပြီးတော့မှဘာဇက်ကတရုပ်ဆောင်ပြီးတော့မှတကယ်ပြန်ထဲတော့ကြတော့ slow mo နဲ့ကွတိဖြစ်သွားအဲ့ချိန်မှာဆိုတင်းအောင်လေးကကြည်ရလေးပြီးတော့အဲ့အမြန်တွက်နဲ့စူပြနေရဆိုတော့အရှမ်းရရအဲ့ချိန်အဲ့လိုအမတ်ပြောကုန်ပြီအခုပြောမိကုန်ပြီ နာချစ်ချစ်မေတ္တာတွေအများကြီးအတွန်းအတွန်းရှိပါစေအာကြာရှိခံမြဲစွာဒီချစ်ချစ်သူချင်းတွေပေါ့နော်ပေါင်းဆက်နိုင်ပါစေလို့ပြောချင်ပါဒီနေ့ဆိုလဲ wearing fairly ပေါ့နော်ဆိုတော့အာဒီနေ့ငွေချင်းတွက်လဲအရန်လောက်လာရဲဆိုတော့ဒီနေ့ကတော့ဟိုဒီချစ်ချင်းတွေပြေဝနေတဲ့အချိန်လေးပေါ့ဆိုတော့နောက်ထပ်ဒီလိုမျိုးအချစ်ကိုဖော်ပြရဲ့ချင်းလေးတွေရောနောက်ထပ်ສຸນີຈາໄດ້ອ້ລວນຊິນຊິຊຸຍລີດີຍໍບໍນໍເອີຕິສໍປີໂຈຊາບໍ່ອົ້ແມ່ລຸອະດີຈູເວລລີຍາໍ အဲရွှေမင်းကြီးနောင်ကနေပြီးတော့မှပေါ့နော်ဒီနေ့ပွဲလေးအတွက်အစီအမံပေးထားဖြစ်ပါတယ်ဟိုကိုယ်တိုင်လည်းရမ်းကြိုက်တယ်ပေါ့နော်ဆိုတော့ကျေးဇူးများကြီးတင်ပါတယ်